ညီကိုမိတ်ဆွေကြီးကျွန်တော်တို့ကိုအချိုးကဏ္ဍကတော့2660ဆိုတော့ကဏ္ဍထွက်ပြီးအဲကျွန်တော်မူကျွန်တော်နီးကျွန်တော်အရာကျွန်တော်ဒီနေ့မှာတော့နေ့တိုင်းဒါပေါ့နော်နေ့တိုင်းဝိုင်းချင်းကိုကျွန်တော်ပြောပေးမယ်နေ့တိုင်းဝိုင်းချင်းကတော့ဈေးကွက် index ကကျွန်တော်ရတဲ့ပုံမှန်ဒါပြီးခဲ့တဲ့ပွဲကလည်းတစ်ပတ်လုံးကျွန်တော်မှန်ခဲ့တဲ့ပတ်တီးကိုကျွန်တော်ပြောပါဆုံး84ပတ်တီးဖြစ်ပါတယ်နော် 84ပတ်တိဖြစ်တယ်ခွန်လင်းပတ်တိဖြစ်တယ်လေကိုပတ်တိကတော့တနင်္ဂနွေအင်္ဂါနေ့ရက်တွင်လေကိုပတ်တိခွန်တလုံးကဒါဗုဒ္ဓဦးတွင်ဇာတိတလုံးပေါ့နော်ခွန်တလုံးနဲ့လိုက်မယ်ဆိုရင်ဇာတိကခွန်တလုံးနဲ့ပဲ break တစ်ခုနဲ့လိုက်မယ်ဆိုရင်တော့ကို break ကိုဒါကျွန်တော်ကပြီးထားပြီးသားဖြစ်တယ်အဲ့တော့60ဆိုတဲ့နာမှာကျွန်တော်တို့ကဒီမှာကြည့်ရအောင်ပေါ့နော်60နာမှာဒီတူကညီကိုပဲရှိတတ်တယ်ဒီမှာ60ပေါ့နော်ဂျိုကနန်းနဲ့60နှစ်660ပေါ့နော်အဲ့ဒါဒီမှာညီကိုကိုသူခေါ်လာတတ်တယ်ပေါ့နော် 2660ရာသူညီကိုခေါ်လာတတ်တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာလည်းကြည့်ပါနော်2660တိုင်းမယ်နော်အဲ့တော့ဒီမှာညီကို100%အားကောင်းတယ်ဘာပဲရဲ့ရမိတ်ဆွေတွေညီကိုဖြစ်တဲ့ခဏန်းကိုပဲအားဆိုင်ပြီးတော့မိတ်ဆွေတွေကိုကျွန်တော်တို့ကထိုးစီခြင်းတယ်ပြီးတော့ ဒီနေ့တော့ပေါ့နော်ဒီနေ့တော့ကဒါ84ခွန်ရည်ညီကိုဖြစ်တဲ့ကောင်းနေဆိုမဖြစ်မနေထိုးရမှာကခွန်နဲ့ဆိုလို့ရှိလို့ရင်ခွန်6ခွန်7ကိုမဖြစ်မနေထိုးပါ၄နဲ့ဆိုရင်4 3 5တော့ဒါမဖြစ်မနေထိုးပါတော့ဒါကမဖြစ်မနေထိုးဖို့အတွက်ကျွန်တော်ပြီးတဲ့ဒါဟိုဟာတွေဖြစ်ပါတယ်မိတ်ဆွေတို့ကအခုဥပမာ၄တို့၉တို့၉ရည်ညီကိုလေဆိုရင်၉90ပေါ့နော်ဒါစသဖြင့်ဘာပဲရရညီကိုကိုအားဆိုင်ပြီးတော့အားများပြီးတော့ကျွန်တော်တို့ထိုးလို့ရတယ်ဩသူကကြိုကနေရတာခုနကနှစ်ချောက်ဟိုဟာနဲ့ဒါပဲဒီမှာပြောင်းသွားတယ်နော် 6363ကိုရိတ်နဲ့၄ရိတ်ကောနော်ကိုရိတ်၄ရိတ်ရောင်းနေဆိုရင်တော့အဲကြည့်နေပါတော့ဆိုရင်တော့ကျွန်တော်ကခုနကတော့26နော်မဆွေလည်းမြင်နေတိုင်းပဲနော်26 60ရနေပြီးတော့ခုမှ6313ရောင်းသွားပါဘောနော်6313ခုမှပြောင်းသွားတာပါအဲ့တော့အဲကျွန်တော်ပြောချင်တာကတော့ခွန်လေးပတ်တိနေမယ်ပေါ့နော်အဲ့တော့ညီကိုကိုဒါညီကိုဒါမဟုတ်ပါဘူးနော်ခုနကတော့ ဒါဒီရနှန်းရကျွန်တော်ကပြန်ထောက်ပြီးတော့ကျွန်တော်ပေးတာပေါ့နော်ညီကိုဒီမှာထိုးလို့မရပါဘူးခွန်လေးနဲ့ကျွန်တော်ဒါဖြစ်တဲ့ခနန်းလေးတွေကိုကျွန်တော်စီပြီးတော့ပြန်ချပေးပါမယ်နော်ဘလူးရင်းသွားမယ်ဆိုရင်တော့ခွန်ပိုင်းခွန်မသိရှိပါလေနော်အဲ့တော့ကျွန်တော်ကအခွေနှစ်ခုကိုလည်းကျွန်တော်ထပ်ပြီးတော့ပြောပါမယ်အခွေနှစ်ခုကတော့၄၉၅၀တခုရယ် လေကို16တခုရယ်ဗောနော်လေကို50တခုလေကို16တခုဒါတွေကဒါဘုရူအတွင်ဒါထွက်လာမယ်ဒါစားကိုကြီးစားသီးတွေဖြစ်ပါတယ်နော်အဲ့ခွေနှစ်ခုကိုလည်းကျွန်တော်ချပေးရေးတပေးထားမယ်ဒီနေ့တော့ကတော့84ပတ်တီဖြစ်ပါတယ်နော် sorry နော်ခုနကတော့ဒီမှာ60ဆိုတဲ့ကနေဖြစ်တော့ကျွန်တော်60နဲ့တောပြီးတော့ပေးလိုက်တာဗောနော်60နဲ့ကျွန်တော်ကစားလို့မရပါဘူး63ဆိုတဲ့ကနေကျွန်တော်တို့ကဒါထွက်တယ်63ဒီဒါ ဒီမှာလည်းသုံးနေမယ်သူကပြန်ပြီးလို့ရှိုက်တာပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေညီကိုကျွန်တော်ပြောချင်တာကဒီနေ့အတွက်တနေ့ကုန်ကစားမယ်ဆိုရင်84ချိန်မှာခေါ်လေးအထည်နဲ့ကျွန်တော်တို့ကစားပေးပါအခွင့်အခုနဲ့ကျွန်တော်ချပြီးရေးပေးထားပါမယ်အခွင့်လေးလှပါစေနော်